ရှမ်းကုန်းပဲခူးအေရရီတင်းသားဤကဲရှင်မော်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးရေတောင်များဖြစ်တော်နေကြောင်းမိုးလေဝသနှင့်ဇလားပေတာညွှန်ကြားမှုအစည်းအဝေးကမေလ14ရက်နေ့ကထုတ်ပြန်ပါသည်။ဒါကြောင့်အဆိုပါမိုးရေတောင်များရွေရှားရနေရတလျှောက်တွင်မိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ရန်မိုးဇလားကအကြံပြုထားပါသည်။ ဒါအပြင်မကွေတန်းဒေသကြီး၊စကမ်းတန်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စစ်နဲ့ကြံနန်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးတေကြောင်ရွာပြီးမန္တလေးတိုင်းဒေသကြီး၊အေရတန်းဒေသကြီး၊ဒနေလိုက်တိုင်းဒေသကြီး၊ကင်းပြည်နယ်နဲ့မူပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်းလည်းမိုးစလကအသိပေးထားပါသည်။မေလ၁၃ရက်ကဖြစ်ပေါ်ခဲ့တဲ့မှတ်သားဖွဲ့ရမိုးရေချိန်များမှာပြည်မနာဝဲကြီးတွင် ရှေ့တရမ66လက်မပြမနာမျိုးတွင်9တရမ51လက်မရမဲသိန်းမျိုးတွင်3တရမ82လက်မနေပြည်တော်စပူတီတိမျိုးနယ်တွင်3တရမ42လက်မနေပြည်တော်ဇရာတီတိမျိုးနယ်တွင်2တရမ95လက်မလက်ဝဲမျိုးတွင်2တရမ68လက်မမတရားမျိုးတွင်2တရမ44လက်မမူးတုံမျိုးတွင်2တရမ28လက်မတောင်ကို၄ချောင်းမူလေဝသားတွင်2တရမ35လက်မနှင့်ဖြူးမျိုးတွင်2တရမ60လက်မဖြစ်ကြောင်းလည်းမူဇလာကထုတ်ပြန်ပါသည်